ျွန်တော်တို့ဒီနေ့က Ocean Passages for the World ပေါ့နော်ဒီကျွန်တော်တို့အဲစာအုပ်ပေါ့နော်ဒီမောမှာရှိတဲ့ NP13 ဆီလိုခေါ်ရပေါ့နော်အဲဒီစာအုပ်ကကျွန်တော်တို့အရင်အသုံးဝင်တယ်ပေါ့နော်အသုံးဝင်တဲ့အကြောင်းပြီးတော့အဲစာအုပ်ထဲမှာဘာတွေပါလဲပေါ့နော်ဒါတွေကျွန်တော်တို့ကရှင်းပြမယ်ပေါ့နော်အဲ့တော့ Ocean Passages for the World NP13 ကကျွန်တော်တို့ဒီစာအုပ်လေးတစ်ချက်ကြည့်ကြည့်ပေါ့နော် NDT လို့ publication စာအုပ်လေးပေါ့နော်ဒါစာအုပ်အထူးပေါ့ PMD Ocean Passage for the World ရေးရတာ UK HOI ထုတ်တယ် United Kingdom Hydrographic Office အဲဒီမှာပေါ့ MP1 သိစလို့ရေးတာလေပြီးကျွန်တော် addition ပါတယ်ပေါ့နော်ပြီးရင် medium ပဲခုနှစ်မှာထုတ်တယ်ပေါ့နော်ဒီစာအုပ်လေးပေါ့ Ocean Passages for the World เนาะဒီအကြောင်းလေးကျွန်တော်ရှင်းပြမယ်เนาะအဲ့တော့ Ocean Passage for the World ဆိုတာဘာလဲဆိုတော့ ocean တစ်ခုနဲ့တစ်ခုကြားကျွန်တော် ocean ဘွားရေးအတွက်ကျွန်တော် passive plan လုပ်တဲ့အခါမှာအသုံးပြုရမယ်ချက်တွေ publication တွေပြီးကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ်ကျွန်တော်တို့ natural condition တွေဥပမာရာသီဥတုအခြေအနေတွေဒါတွေနဲ့စတဲ့ information တွေကိုကျွန်တော်တို့ပေါ်ပြထားတယ်ပေါ့နော်အဲ့တော့ဒီ ocean passage for the ဥပမာဒီ ocean region တစ်ခုချင်းစီကိုကျွန်တော်တို့ port to port ဒါမှမဟုတ်လဲကျွန်တော်တို့က letter position to letter position အကြအသုံးပြုရဲဝင်ဥပမာကျွန်တော်တို့ ဥမာပေါ့ဥပမာပေါ့เนาะကျွန်တော်တို့ single and singapore တွေ singapore ပို့ရတယ်တွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကျွန်တော်တခြားသော encourage to encourage ပဲဖြစ်ဖြစ်တဲ့ဒီ policy နဲ့အတုံးများတဲ့ route တွေကျွန်တော်တို့ပြီးရင်ကျွန်တော် distance တွေကျွန်တော်တို့ run line လာဒါမှမဟုတ်ကျွန်တော်တို့ grade circle နဲ့သွားမှလာညွှန်ကြားချက်တွေပြီးကျွန်တော်တို့ current ဒီကျွန်တော်တို့အာ ocean pass ocean နဲ့မှာဆိုရင်ကျွန်တော်တို့ပင်လယ်ထဲမှာဆိုရင်ကျွန်တော်တို့ဘယ် current တွေရဘယ်လိုရှိလဲဒီ current အခြေအနေတွေတကယ်လို့ ice ကျွန်တော်နေရာတွေဆိုလဲ ice hard dead တွေအမှ chapter တစ်ခုချင်းစီနဲ့ပေါ်ပြထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကမြေသည့် cylinder ရှင်နဲ့တွဲသုံးရမယ်ဆိုတာကိုလည်းပေါ်ပြထားတယ်နော်အဲဆိုတော့ခုနလို ocean passage for the for the war အောက်ကနေမှဒီ cylinder ရှင်ကထပ်ထွက်လာတဲ့သဘောပေါ့နော်အရင်ဆုံးကျွန်တော်တို့ကသွားမယ်ဆိုရင်ကိုသွားမယ် route ကိုကျွန်တော်တို့ ocean passage for the war မှာကြည်တယ်ကြည်ပြီးတော့အဲမှာဆိုကျွန်တော်တို့ကခမန်းကြီးကျွန်တော်တို့ route တွေ distance တွေကျွန်တော်တို့ထွက်လာမယ်ပေါ့နော်အဲကြည်ပြီးတော့ကျွန်တော်တို့ port to port ဒါမှမဟုတ်လဲကျွန်တော်တို့ အဲပို့တူပို့မှာစင်ကာပူကဂျပန်ဆိုတော့စင်ကာပူကဂျပန်တခုချင်းစီအတွက်ကျွန်တော်တို့တခုချင်းရှာရှာလို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ကားရဲ့အခြေအနေလေးအားဟာတဲ့ပေါ်ပြရတယ်ပြီးရင်ဘာတွေပေါ်ပြရတာသိလဲဆိုတော့ကျွန်တော်လုံလိုင်းစုံနေပေါ့နော်ကျွန်တော်တို့အဲချီမိတ်အတွက်ဆိုရင်ကျွန်တော်တို့ကလုံလိုင်းအရေးကြီးတယ်ပေါ့ဒါသူကုန်တင်ဖို့သာသူသွားမဲ့ပို့မှာကျွန်တော်တို့ကကုန်ဘလောက်တိတင်လို့ရမလဲတခြားချင်းပို့မှာရောကျွန်တော်တို့ဘာ resolution ရှိလဲဒီလုံလိုင်းနေကြည့်ပြီးလောက်ရမယ်ပြီးလုံလိုင်းနဲ့ပတ်သက်တဲ့ information တွေပြီးရင်ကျွန်တော်တို့ master address ဆိုရင်ကျွန်တော်တို့က weather routine ပေါ့နော်ကျွန်တော်တို့ဒီဘယ်နေရာမှာ weather ဘယ်လိုဆိုးတယ်ဒီ weather နဲ့ပတ်သက်တဲ့အကြောင်းတွေကို routine တွေကိုလည်းကျွန်တော်ဖော်ပြထားတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ demo မှာရှိတယ် ocean passage for the world south က latest edition home home ကိုကျွန်တော်တို့ခုနပြောတယ် weekly notice to mariner မှာ3လတစ်ချိန်ပါလာတယ်ဗာလဲကျွန်တော်တို့ car hydrographic publication list နဲ့ချက်ပြီးတော့စစ်လို့ရတယ်ပေါ့နော်ပြီးတော့ cumulative list ကိုကြည့်ပြီးတော့လည်းကျွန်တော်တို့ publication list တွေနဲ့လည်းချက်လုပ်နိုင်တယ်ပေါ့နော်အဲဆို ကောင်းတာတော့ကျွန်တော် cumulative list နဲ့စစ်တာကောင်းတယ်ပေါ့နော်ဒါပြောတာလည်းပေါ့နော်နောက်ခုက motion passage for the war တော့ကိုကျွန်တော် correction တွေပုံမှန်ပါလဲကျွန်တော်ဟိုမှာပြောထားတယ် woody nose day movie နာ session 7မှာပေါ်ပြထားတယ်အဲ့တော့ correction လုပ်တဲ့အခါမှာ cut out and paste into the bold လုပ်ပါတယ်တဲ့တဘောကကျွန်တော် woody nose day movie နာမှာပါလာတယ်ဒီ motion passage for the war စာအုပ်တော့ပါလာတဲ့ correction တွေကိုကျွန်တော်တို့ကဒီ woody woody nose day movie နာမှာကျွန်တော်တို့ကဖြတ်လိုက်တယ်ဟိုမှာကျွန်တော်တို့ဒါနဲ့ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်ပြီးတော့ကျွန်တော်တို့က ဒီစာအုပ်ပေါ်မှာကျွန်တော်တို့ကပြန်ပြီးတော့ကတ်ပြီးလိုက်တယ်ပေါ့နော် correction society ကိုဖြတ်ပြီးစာအုပ်မှာကတ်လိုက်တယ်ပေါ့အဲအဲ့လိုအဲ့လိုအဲ့လိုအနေထားနဲ့ကျွန်တော်တို့က correction လုပ်တယ်ပေါ့နော်အဲ့တော့ correction လုပ်ပြီးွားရင်ဘာလုပ်မလဲတော့စာအုပ်ရှေ့ဖုံးကျွန်တော်တို့ပထမဆုံးစာအုပ်ရှေ့ဖုံးရဲ့ job မှာကျွန်တော် record နေရာလေးရှိအဲ့ဒီ record correction နေရာမှာကျွန်တော်လော့ဖြည့်လိုက်တယ်ပေါ့ဥပမာဒီ weekly notice မှာဒီနေ့ date နဲ့ကျွန်တော်တို့ဘယ်သူပေါ့နော် second mail လောက်ရတယ် second mail ဆိုပြီးတော့ကျွန်တော်ဖြည့်လိုက်တယ်ပေါ့နော်ဒါကျွန်တော်တို့က motion passages for the war and b 136ပေါ့เนาะဒါတမောမှာအဲစကမင်းနေညီနေဆိုရင်တမောမှာတောင်းပြီးတော့ကြည့်ကြည့်ပေါ့เนาะဒါတကယ်လို့ e-book application ဖြစ်ပါတယ်ဆိုရင်တော့ e-book application PDF PDF view ပြီးတော့ကြည့်ကြည့်ပေါ့เนาะအဲ့တော့ ocean passage for the world ပြီးွားတော့ကျွန်တော်တို့က emirati sailing direction sailing direction ကလည်းတမောမှာအရင်အသုံးဝင်နေအဲ့တော့ sailing direction အကြောင်းရှင်းပြမယ်ပေါ့เนาะအဲ့တော့ sailing direction အကြောင်းရှင်းပြမယ်အဲ့ sailing direction စာအုပ်ကဘယ်လိုမျိုးလဲဆိုတော့ပြပေါ့เนาะ နေနေရှင်ဆောက်ကလည်းဒီပုံစံဒီလိုပုံစံလေးပဲသူက UK issue ကထုတ်တယ် UK hydrographic office ကလည်းထုတ်တယ်ပြီးတော့ MP 47ပေါ့နော်သူကတော့ MP 40အာဟွာပေါ့သူက NP ကသူကမျိုးမျိုးရှိရကျွန်တော်ပြောပါမယ်နော်သူကပြောရမယ်ဆိုရင်တော့သူ့မှာကအမှန်ရှိတာကစုစုပေါင်းစာအုပ်84အုပ်ရှိတယ်ကွန်စက်လေးအုပ်ရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က volume နေနေဆိုရင်ကျွန်တော် MP1 2 MP72 volume 82ခုရှိတယ်ကျွန်တော်တို့ အမေဒီစင်တိုင်းရှင်အလုံးဗောလုံး90နှစ်ခုရှိတယ်ပေါ့နော်အဲဆိုတော့အခုအခုဒီမှာကျွန်တော်ပြတာကကြတော့ဒါကတော့ MP47 ပေါ့နော်ဒါကဘာလဲဆိုတော့ Senator ရှင်ဘာအတွက် Senator ရှင်လဲဒီမှ Pilot, ာပါတယ် Mediterranean Pilot Volume 3တဲ့เนาะเนาะ Mediterranean Pilot Mediterranean Pilot အဲ့တော့သူ့နေရာနဲ့သူကွဲသွားတယ်သူ့ရဲ့ နေသွားတဲ့နေရာပေါ်မူတည်ပြီးတော့ကျွန်တော်တို့က volume တွေကွဲသွားတာပေါ့နော်အဲဒါဆို volume ကွဲသွားတဲ့အပြင်ဒီမှာ np နံပါတ်ကလည်းကျွန်တော်တို့ကွဲသွားတယ်အဲဒါဆိုသူ့ np ကဘယ်လောက်ရှိလဲခုနလိုပြောသလို np 1 to 72 volume 92ခုရှိပေါ့နော်အဲဒါဒါလေးကိုကျွန်တော်ရှင်းပြမယ်နော်အဲဒါဆိုကျွန်တော် chat တွေ publication တွေမှာကျွန်တော် detail မဖော်ပြထားဘူး chat တွေ chat တွေမှာじゃကျွန်တော်ပုံမှန်ပဲပေါ့နော်ဒီမဖော်ပြထားတဲ့ navigation တွေအတွက်အထောက်အပံ့ဖြစ်စေမယ့်အရေးကြီးတဲ့ information တွေကိုဖော်ပြထားတဲ့စာအုပ်ဖြစ်တယ်တဲ့ အထူးသဖြင့် coastal area navigation နဲ့ပတ်သက်တာတွေကိုဒီနေ့ဖော်ပြလာတယ်။သူကခုန Ocean Passage for the World ဆိုတာကျွန်တော်တကဘာလုံးရဲ့ Ocean Passage ကြီးအကုန်လုံးကိုပြောတာရှင်းပြရရင်တော့ general ကြရပေါ့ဗျာ။ MDC station ကြီးကြတော့မတူတော့ဘူး။ပြီးတော့ဥမာ Simu Strait ဆိုရင် Simu Strait အထက်ပါတဲ့ Sydney direction မှာကျွန်တော်တို့ကသွားကြည့်မယ်။သွားကြည့်ပြီးတော့ကျွန်တော်တို့ကသွားကြည့်ပြီးတော့သွားကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအသေးစိတ်သိရတာပေါ့ ဒီ Singbu Strait တာ Malacca Strait ဒီအကြောင်းမှရှိရတဲ့အဟာတွေပေါ့နော်သူနဲ့ပတ်သက်တဲ့ coastal အဲ့ဒါတို့ဘာလို့ခေါ်လဲဆို coastal area navigation နဲ့ပတ်သက်တာတွေကိုဒီဒီပေါ်ပြတာပါလေတဲ့အဲ volume ကဘယ်နှခုရှိလဲ MP1 to MP72 ဆိုပြီးတော့ volume 82အုပ်ရှိပါတယ်တဲ့စုစုပေါင်းစာအုပ်ကတော့84အုပ်ရှိပါမယ်တဲ့နော် geographical area တွေနဲ့ကျွန်တော်တို့ခွဲခြားထားပြီးတော့စာအုပ်နောက်ကျော်ဖုံးမှာတဲ့ coverage area ကို diagram နဲ့ပေါ်ပြထားတယ်တဲ့เนาะကျွန်တော်တို့စာအုပ်ရဲ့နောက်ကျော်ဖုံးမှာကြည့်လိုက်မယ်ဆိုရင်ဘယ် coverage area ပေါ့เนาะဘယ် coverage မှာ MRI center ချင်းဘယ် center ချင်းကိုကျွန်တော်တို့အသုံးပြဥပမာကိုခုနကကျွန်တော်ပြောသလိုကျွန်တော်ကစင်ပူရဲ့ဂျပန်ဝဲသွားနေကြအစင်မူဂျပန်ဆိုရင်ကျွန်တော်တို့ဘယ် MRI center ချင်းကိုကျွန်တော်တို့ကြည့်မလဲ MP ဘလောက်ကိုကြည့်မလဲဆိုတော့ကျွန်တော်တို့ပေါ့တည်ရတာပေါ့เนาะအဲ့တော့ပြီးတော့ ချက်ကတလောက်ဒီမေနာဟန်ပုတ်မှာလဲ global coverage ဖြစ်တဲ့ warmat အငယ်စားကိုလည်းပေါ်ပြတာပါတယ်အဲ့တော့ခုနကလို sound ရဲ့နောက်မှာမကြည့်ကြည့်လို့ရတယ်လို့မျိုးချက်ကတလောက်ဒီတမောမှာရှိတဲ့ချက်ကတလောက်နောက်တစ်ခုကမေနာဟန်ပုတ်မေနာဟန်ပုတ်နဲ့မှာဆိုလဲ global cover ဖြစ်တဲ့မတ်အသေးစားလေးပေါ်ပြထားတယ်ပေါ့နော်အဲ့မှာကြည့်ပြီးတော့ကျွန်တော်တို့ကပြကျွန်တော်တို့ base direction ကိုသုံးလဲဆိုတော့ကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုက navigation နဲ့ danger တွေ navigation နဲ့ hazard တွေ တို့ကခုနပြောရကျွန်တော်တို့ wine system ဟိုတော့ကျွန်တော်တို့သင်ထားတဲ့ IELTS ပေါ့နော် IELTS wine system နေနောက်တစ်ခုကကျွန်တော်တို့ pilotage နဲ့ပတ်သက်တာဟာနေတော့ encourage တွေနောက် fairway တွေအကြောင်းပြီးရင်ကျွန်တော်တို့ကအဲ့ဒီစိတ်ကမ်းဆိုလဲတဲ့ port facility တွေသူ့ရဲ့ port facility တွေအကြောင်းနောက်တစ်ခု radio facility တွေအဲ့ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပြီးတော့ seasonal current အကြောင်းတွေနော်ဒီတနစ်တနစ်တာအတွင်းမှာဥပမာဒီ ocean မှာဆိုရင်ဥပမာထားပါတော့နော် pacific ocean မှာဆိုရင်ဥပမာ january ဆိုရင် current ဘယ်လိုမျိုး စတင်ပါဆိုကားရန်ဘယ်လိုမျိုးကားရန်မတူဘူးပေါ့နော်အဲ့ဒီကားရန်တွေအကြောင်းတွေဖော်ပြထားတယ်ပြီးရင်တို့ ice and climbing condition တွေဖော်ပြထားတယ်ပြီးတော့သက်ဆိုင်ရာနိုင်ငံနဲ့ပတ်သက်တဲ့အထွေထွေတိမတ်စရာတွေကိုလည်းကျွန်တော်တို့ဖော်ပြထားတယ်ပေါ့နော်အဲ့တော့ scene direction မှာကျွန်တော်တို့ခုနပြောလိုပဲကျွန်တော်တို့ correction လုပ်မယ်ဆိုရင်ခုန weekly notice to marina ဘလောက်မှာပါတယ် session 4မှာပါတယ်အဲ့ဒီ correction လုပ်တဲ့မှာခုနအတိုင်းပဲကျွန်တော်တို့ဘာလုပ်လဲ cut out and paste into the bowl လောက်ရတယ်ပေါ့နော်အဲ့တော့ correction size တွေကိုဖြတ်တယ်စာအုပ်မှာကတ်တယ်ပေါ့နော် correction လုပ်ပြီးွားရင်ဘာလုပ်မလဲစာအုပ်ရှေ့ရဲ့ record တော့ကျွန်တော် log မှာကျွန်တော်တို့ကဖြည့်ပေးပေါ့နော်ခုနလို weekly ပဲ week မှာလုတ်တယ်ပြီးတော့ပဲရက်မှာလုတ်တယ်ပြီးတော့ဘသူလုတ်တယ်ပေါ့နော် second mail တဲ့စိန်ထိုးပေါ့နော်အဲပြီး collection server တွေကိုကျွန်တော် latest updated info လေးနဲ့အတူ find တွဲထားလို့ရတယ်ပေါ့နော် later update info ပါလေ3လတကာကျွန်တော်တို့ info လေးကတော့တကာထုတ်ပေးရနော် end of the year မှာအထိ info ဖြစ်တဲ့ amendment တွေကို amendment တွေ notice to member မှာပြန်လည်ပေါ်ပြရနော်ဒါကတော့ကျွန်တော်တို့ခုနက amendment တွေရှာရခြင်းမှာပြောထားပြီးတဲ့ဟာတွေပေါ့နော်အဲဆိုဒါဆိုဒီနေ့ အအခုကျွန်တော်ပြောသွားတာကကြတော့ emirately sailing direction အကြောင်းပေါ့နော်အဲ့တော့အခုပြီးသွားတာ ocean passage for the world ပြီးသွားပြီနောက်တစ်ခုကအဲ volon 82ခုရှိတဲ့ emirately sailing direction အကြောင်းပြီးသွားပါပြီနော်